ာပါရှင် MBA သတင်းဌာနရဲ့ဒီကနေ့ဇွန်လ၄ရက်နေ့မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်မခရစ်စတယ်ကတင်ဆက်ပေးပါရမယ်။နောက်ဆုံးရထိတ်တန်းသတင်းတွေတဲ့တောင်ကိုရီးယားမှာနေဦးတော်လည်ရေးကိုထောက်ခံတဲ့သူတမရအစ်စ်ဖြစ်လာတဲ့အကြောင်းဘုံမှုကြောင့်အောင်တုတ်တင်သူတွေကိုမဖမ်းဆီးနိုင်တဲ့စစ်ကောင်စီခလေးထားဖမ်းနေပြန် လူ30ကျော်ထိခိုက်သေဆုံးခဲ့ရတဲ့ဖာကန်ကကြောင်မြန်လောက်ကပောက်ကွဲမှုဗာကြောင့်ဖြစ်တာလေ TNL ထင်းချုပ်ဒေတာတဲ့ဘုံလုံးတထောင်ကျော်တိုက်ခိုက်ခံရလို့26ဦးထိခိုက်သေဆုံးရတဲ့တဲ့စစ်ကောင်စီထံကအလောင်းနဲ့လက်နက်အများအပြားရရှိခဲ့တဲ့တေပေါ်ဘူစကန်သိန်းတိုက်ပွဲအကြောင်း ထိုင်းမှာကိုဗစ်ကြောင့်သေဆုံးသူ90နီးပါးအထိမြင့်တက်လာတဲ့အကြောင်းအဲ့ဒီလိုတနေ့တာအထူးကြဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပထမဆုံးပြောပြမှာကတော့တောင်ကိုရီးယားမှာနေဦးတော်လန်ရေးကို အပေးထောက်ခံသူသမရအစ်စ်ဖြစ်လာတဲ့အကြောင်းပါ။အတိုက်ခံခေါင်းဆောင်လီဂျေမြောင်ဟာမနေ့ကဇွန်လ3ရက်နေ့မှာပြုလုပ်တဲ့တောင်ကိုရီးယားနိုင်ငံဂျားပြက်သမရရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့ပါတယ်။ နိုင်ငံရဲ့21ရောက်မြောက်တမရဟာမြမနွေဦးတော်လင်းရေးစတင်ချိန်ကတည်းကအပေးထောက်ခံလာသူဖြစ်တယ်လို့သတင်းရရှိပါရယ်လီချင်းမြောင်နဲ့ပတ်သက်ပြီးအန်ယူဂျီကိုရီးယားကိုယ်စားလှယ်ဥယျာဉ်နိုင်ထွန်းကကိုရီးယားနိုင်ငံရဲ့အတိုင်းဝန်ကြားမှာလက်သုံးချောင်းထောင်ပြီးမြန်မာအကြမ်းဖက်ဆေးအုပ်စုကိုပြင်းထန်စွာကန့်ကွက်ရှုတ်ချခဲ့သူလို့ပြောပါရတယ်။တမရအစ်စ်လီကတောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ဆေးရနာသိမ်းမှုစန့်ကျင်ရေးကုမ္ပဏီမြန်မာနက်ဝက်အဖွဲ့အစည်းအတွက်အထူးကူညီဆောင်ရွက်ပေးခဲ့သူဖြစ်တယ်လို့ဆိုပါရတယ်။ မစ္စတာလီတမရသစ်ဖြစ်လာတာကို NUG အနေနဲ့ကြိုဆိုပြီးမြမဒီမိုကရေစီအရေးကိုအရင်လိုအားပေးထောက်ခံလိုက်မယ်လို့ယုံကြည်မျှော်လင့်တယ်လို့ဥယျာဉ်နိုင်ထွန်းကပြောပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်မေလ18ရက်က NUG ဝန်ကြီးတွေနဲ့တွေ့ဆုံချိန်မြမဒီမိုကရေစီအရေးကိုဆက်လက်အားပေးထောက်ခံနေမယ်လို့လီဂျီမြောင်ကပြောပူပါတယ်။ စွန်3ရက်ရွေးကောက်ပွဲမှာဒီမိုကရက်တစ်ပါတီခေါင်းဆောင်လီကျေမြောင်ကအဓိကပြိုင်ဘက်ကင်မြောင်စုကိုမဲဆက်နဲ့ရာခိုင်နှုန်းနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။သမရသစ်လီဟာငငယ်ကအလွန်ဆင်းရဲတဲ့မိသားစုမှာကြီးပြင်းလာခဲ့သူတဦးဖြစ်တယ်လို့သိရပါတယ်။ဒုတိယသတင်းကတော့ဘုံမှုချုပ်ဟောင်းတုတ်တင်သူတွေကိုမဖမ်းဆီးနိုင်တဲ့စစ်ကောင်စီခလီအထာဖမ်းပြီးဘက်တရီစပိန်တွေကိုလိုက်ဖမ်းနေတဲ့သတင်းမှာ CCTV မှတ်တမ်းရထားလို့အမိဖမ်းမယ်လို့စစ်ကောင်စီကလေလုံးထွားထားတယ်။ဘုံမှုကျောင်းဟောင်းတုတ်တင်နိုင်ခဲ့သူတွေကိုနှစ်ပတ်လောက်ကြာတဲ့အထိဖမ်းမမိသေးဘူးလို့သတင်းရရှိပါရတယ်။အခုတော့ပြစ်ခတ်ရှင်လင်းခဲ့သူတွေကဘက်ထရီစပိန်အုံပြုတ်ခဲ့တယ်ဆိုပြီးစစ်ကောင်စီကရန်ကုန်မှာအဲ့ဒီစပိန်စီနင်းသူတွေကိုမဲနေပြန်ပါတယ်။ဒီအကြောင်းကိုရဲတရင်ရင့်မြစ်တုံးကလူကိုမမိလို့ပစ္စည်းဖမ်းတာပေါ့ပြစ်တဲ့လူငယ်တွေကဘက်ထရီဘိန်းစီးလာတော့ခလေးထာနဲ့ဘက်ထရီဘိန်းတွေကိုလိုက်ရန်ရှာတာ ။အောက်ခြေကတကယ်ဖမ်းတဲ့စစ်သားနဲ့ရဲတွေကတော့ဖမ်းမိငွေကြီးရလို့ပြောတာပေါ့လို့ MPA ကိုပြောပါရယ်။စစ်ကောင်စီလောက်ခံတွေဟာအချိန်ကြာမြင့်လာတာနဲ့အမျှရန်ကုန်မြို့တော်စီပင်နန်နမိတ်ထဲမှာနေမှာစီပင်နန်နမိတ်ပြင်မှာအထိဘက်ထရီစပိန်တွေကိုဖမ်းဆီးငွေကြီးမှုတွေပြုတ်လုပ်လာခဲ့ပြီးဖြစ်ပါရယ်။ သူတို့ဟာရန်ကုန်တောင်ပိုင်းခရိုင်တန်လင်းကြောက်တန်းခရမ်းသုံးကွမြို့နယ်တွေအထိခြေဆက်လာခဲ့ပြီးစွန်းသုံးရက်ကခရမ်းမြို့ပေါ်မှာဘေးဒရက်ဆိုင်ကနှစ်စီးနဲ့အိပိုက်သုံးစီးဖမ်းဆီးခံခဲ့ရမှာတစည်းကို15သိန်းစီနဲ့ပြန်ရွေးခဲ့ရတယ်လို့ဒေသတွင်မျိုးတော်လိုင်းစာမျက်နှာခရမ်းချန်နယ်ကသတင်းထုတ်ပြန်ပါတယ် အနှိမ့်ဆုံးပုံမှုအစင်သာတက်ရောက်နိုင်တဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတူမှစတင်ကြားပေးနေသူပုံမှုချုပ်ဟောင်းချုပ်ထွန်းအောင်ကိုမေလာ၂၂ရက်ကမရန်ကုန်မြို့နယ်ရွှေနှင်းစီ၆လမ်းကသူ့ရဲ့နေအိမ်ရှိမှာရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့ Golden Valley Warrior ကပြစ်ခတ်ရှင်လင်းခဲ့တာဖြစ်ပါတယ်။တတရသတင်းတပုတ်အနေနဲ့စစ်တပ် drone ကြောင့်ကြောက်မြက်လုတ်ကွယ်ရန်ကိုတောင် ပောက်ကွယ်ပြီးလူ30ထပ်မင်းထိခိုက်သေးဆုံးရတဲ့အကြောင်းဖြစ်ပါတယ်။ စစ်ကောင်စီထိုးစစ်ပြင်နေတဲ့ကချင်ပြည်နယ်ဖားကံမြို့နယ်လုံငင်ကျေးရွာအုပ်စုစိုင်းမွန်ကျေးရွာအနီးကကြောက်မြက်လောက်ွက်ဟောင်းတစ်ခုမှာမနေ့ကဇွန်လ3ရက်ကပောက်ကွယ်မှုဖြစ်ပွားခဲ့ပါတယ်အဲ့ဒီလုံကင်းဆိုင်ဖုန်ကြီးရွာအနီးကကြောင်မြက်လောက်ွက်ပောက်ကွယ်မှုဟာမော်စီစာဖုန်ကြီးကျောင်းထဲမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ရဲ့ drone နဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ဖြစ်တယ်လို့အဲ့ဒီအကြောင်းသိရှိထားတဲ့ဒေသခံတွေကပြောပါရတယ်။ ဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုကြောင့်တရောင်ဆိုင်ကုမ္ပဏီရဲ့ကြောင်မြင့်လုတ်ကွက်ဟောင်းတွေကရန်ကုန်တောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီဒရုန်းပုံဟာရန်ကုန်တောင်အနီးကျရောက်ပေါက်ကွဲခဲ့တာကြောင့်လုတ်သားရံနဲ့ချီတဲ့အထက်က၃ဦးသေဆုံးခဲ့ရတဲ့အပြင်အလုတ်သမား30ကျော်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါတယ်။ဒါပြင်ရန်ကုန်တောင်ပောက်ကွဲမှုအတွင်းကြောင်မြတ်လုတ်ွက်ရှိလူနေဆောင် ရှစ်လုံးဘဟုကတစီ ကား၅စီး၊ထရက်ကား၂စီး၊ဖောက်ဆက်၂လုံး၊စီပေါစာ၂လုံးပျက်စီးဆုံးရှုံးသွားခဲ့ပါတယ်လို့သိရပါတယ်။တပံဒေတာခံတွေရဲ့နေအိမ်35လုံး၊ COC ဖះကျောင်းဆောင်တစ်ခု၊ AG ဖះကျောင်းတစ်ခု၊ဓမာယုံတစ်လုံးတို့ပျက်စီးခဲ့တယ်လို့သတင်းရရှိပါရတယ်။အင်အား200ကျော်ရှိတဲ့စစ်ကောင်စီပူပေါင်းစစ်ကြောင်းက ဖာကံမျိုးလုံကင်းမော်စီစာကျေးရွာတဝိုက်ကိုမေလကလေးကစတင်ပြီးထိုးစစ်ဆင်နေရပါဆက်လက်ပြီးတန်နလီထင်းချုပ်ဒေသတဲ့အစိမ့်ငွေဘုံတရာကျော်အပါဝင်ဘုံထောင်ကျော်တိုက်ခိုက်ခံရလို့26ဦးသေဆုံးခဲ့ရတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတအောင်တမတော်တန်နလီထင်းချုပ်ထားတဲ့6မြို့နယ်မှာမေတ္တာအတွင်းစစ်ကောင်စီကလင်ရင် drone နဲ့လက်နက်ကြီးအုံပြူတိုက်ခိုက်မှုတွေထောင်ထဲချီပြုတ်လုပ်ခဲ့တယ်လို့တအောင်တက်စီကဒီကနေ့မှသတင်းရ င်ရရှိပါတယ်။အလိမ်ညာအပြည့်ရကျညာထားတဲ့ကာလအတွင်းစစ်ကောင်စီတက်ဟာနောင်ချိုးမိုးကုတ် ကြောင်မဲမိုင်းကော်မိုင်းလုံးနဲ့မန်တုံးစားတဲ့မြို့နယ်တွေမှာလေကြောင်းက26ကျိလက်နက်ကြီး986လုံးဒရုန်းနဲ့ဘုံ329လုံးအစိမ့်ငွေဘုံ114လုံးတို့ကိုဖြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်နောင်ချိုမန်တုံနဲ့မိုးကုတ်တိုးကပြည်သူ့ရှေ့ဦးတည်ဆုံပြီးဆက်ရှိဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်နေအများအပြားထိခိုက်ဖြစ်စီခဲ့ရတယ်လို့သိရပါဗျ။ အဲ့ဒီတဲမှာစစ်ကောင်စီနဲ့ TNN တို့ကြားတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတယ်။နောင်ချိုမြို့နယ်တွေကိုစစ်ကောင်စီကအကြိမ်အများဆုံးတိုက်ခိုက်ခဲ့တဲ့အတွက်လူ6ဦးသေဆုံးခဲ့တဲ့အပြင်14ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PSLF TNN လေးကပြောပါရတယ်။ စစ်ကောင်စီနဲ့တရားနာနေလို့ကြာတရုတ်နိုင်ငံကုမင်းမြို့မှာဒီနှစ်ထဲအပြည့်ရဲ့ရေးနှစ်ကြိမ်တိုင်းတွဲဆုံဆွေးနွေးခဲ့ပေမဲ့စစ်ကောင်စီဘက်ကတောင်းတဲ့မြို့ငါးမြို့မပေးနိုင်တာကြောင့်နှစ်ဖက်သဘောတူညီချက်မရဘဲပြီးဆုံးထားပါတယ်။တရုတ်ဂျာဝင်မှုနဲ့လုတ်တဲ့ဆွေးနွေးပွဲကိုလာမယ့်အောက်တိုဘာအတွင်းထပ်မံပြုလုပ်ဖို့ရှိနေတဲ့အကြောင်း PSLF TNL ဘက်ကပြောဆိုထားပါတယ်။ ပြည်တွင်းသတင်းတွေထဲနောက်ဆုံးအနေနဲ့ကိုနိုင်ရဲ့အတွင်းစစ်ကောင်စီရဲ့တေပေါ်ဖို့စကန်ကြီးကိုခေနလီပူပေါင်းအဖွဲ့ကတိမ့်ပိုက်နိုင်လိုက်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြဝတီမြို့နယ် KNU တပ်မ6ထိန်းချုပ်နေမည်ရှိတေပပိုးစစ်ကောင်စီစခန်းကို တော်လိုင်းပူပေါင်းတပ်တွေကစွန်သုံးရက်နေ့ကအပိတက်တိမ့်ပိုက်နိုင်ခဲ့တယ်လို့သတင်းရရှိပါရယ်။အင်အားတရာကျော်နဲ့တပ်ဆွဲထားတဲ့စခန်းကြီးကိုအချိန်9နာရီလောက်ပဲယူပြီးတိုက်ခိုက်တိမ့်ပိုက်နိုင်ခဲ့တာလို့ကရင်စစ်ရဲသတင်းမြစ်တွေစီကသိရပါရယ်။ ကရင်စစ်ရေးတည်ရင်းမြစ်တူပြောတာကစက္ကန်းသိမ့်မို့အတွက်ကျွန်တော်တို့အသေးချပြင်ဆင်ခဲ့တာပါပထမတစ်ခါသိမ့်ပြီးပြန်ဆုတ်ခဲ့ရတယ်စစ်တပ်ကစက္ကန်းပြတ်ထိုင်ပြီးတဲ့ကအဲ့ဒီမှာအင်အားရာကျုံဖြည့်ထားတာပထမကုန်းကိုသိမ့်နိုင်ပြီးတော့မှနောက်ဆုံးကုန်းမှာရှိတဲ့စစ်သားတွေလက်နက်ချသွားတာပဲလို့ MPA ကိုပြောပါတယ်စကန်းသိန်းတိုက်ပွဲအတွင်းစစ်ကောင်စီကဂျက်ဖိုက်တာ3စင်၊ဝိုင်းတွဲ2စင်တို့နဲ့ဘုံကျဲတိုက်ခိုက်မှုအပြင်ဝေါ်လီပြူဟာကလည်းလက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့သိရပါဗျ။ အဒီတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်34ရောက်တေဆုံးခဲ့တဲ့အပြင်အယောက်80ကျော်လက်နက်ချခဲ့သလို120မမအပါအဝင်လက်နက်ကြီးတွေနဲ့လက်နက်ခဲယံအများပြားကိုလည်းသိမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်တေဘောဘိုးစစ်ကောင်စီစခန်းကို KNL PDF ဖြူဟာ3စနစ်တော်လိုင်းပူပေါင်းတပ်ဖွဲ့ကစွန်3ရက်မနက်9နိုင်က စတင်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ညနေပိုင်းမှာအလုံးစုံသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါဗျာ။ နောက်ဆုံးပြပသတင်းကတော့ထိုင်းမှာကိုဗစ်ရောဂါကြောင့်သေဆုံးသူ69အထိရှိလာတဲ့အကြောင်းဖြစ်ပါတယ်။ကိုဗစ် -19 ရောဂါအဖြစ်များနေတဲ့ထိုင်းနိုင်ငံမှာနှစ်ရက်အတွင်းရောဂါအသစ်ကူးစက်ခံရသူ2800ကျော်ရှိတယ်လို့သတင်းရရှိပါရတယ်။ ယောဂထင်းချုံရေးဦးစီးဌာန DDC ရဲ့စွန်3ရက်ထုတ်ပြန်ချက်အတွင်းစွန်2ရက်နေ့မှာယောဂသစ်ကုဆတ်ခံရသူ1000ကျော်နဲ့စွန်2ရက်နေ့က18100ကျော်ရှိခဲ့တယ်လို့သိရပါဗျ။အသစ်ကုဆတ်ခံရသူများအနက်9300ကျော်မှာပြင်ပလူနာတွေဖြစ်ပြီး888ဦးမှာစိတ်ယုံတယံလိုအပ်တဲ့ပြင်းထန်လူနာတွေဖြစ်ကသေဆုံးသူတအုပ်ရှိခဲ့တယ်လို့ DDC ကဆိုပါတယ်။ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဒေါက်တာထဝီစင်ဘီဆာနူယိုတင်ကတော့ဒီနှစ်မိုးရသည်ဆောစွာရောက်တာနဲ့ကြောင်းပြန့်ဖွင့်ချိန်ကြောင့်လို့ပြောပါရတယ်။ ထိုင်းနိုင်ငံမှာဒီနှစ်2025မေလ28ရက်နေ့အထိ စုစုပေါင်းကိုဗစ် -19 ကူးစက်ခံရသူ3,233ဦးရှိခဲ့ပြီးသေဆုံးသူ69အထိရှိလာခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ကိုဗစ် -19 ကြောင့်သေဆုံးခဲ့ရသူတွေထဲတက်ကြီးရွယ်ဦးနဲ့ရောဂါအခံရှိသူတွေသာဖြစ်ပြီးဗန်ကောက်မြို့က22ဦး၊ချွန်ပူရီမြို့က10ဦး၊ချန်တာပူရီမြို့က9ဦး၊ချင်းမိုင်မြို့က3ဦးနဲ့ ခီးသွားတွေအလဲပတ်များတဲ့ဒေတာတွေမှာယောဂအဖြစ်များကြောင်း TTC ကဆိုထားပါတယ်။ဒါပြင်သေဆုံးနှုန်းမှာလူသသိန်းမှာ3ညသသမ1.36တာရှိတဲ့အတွက်ယောဂပြင်းထန်မှုမမြင့်မသေးဘူးလို့ကြမ်းကျင်သူတွေကပြောပါတယ်။ MB ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြီးစုနာဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။